ဒီငရုတ်စီကိုမကြည့်ချင်လို့လည်းတခါလဲဆက်ပြီးတော့ဟိုကော့ကိုအိမ်မှာတူပြီးတော့ကိုကိုတိုင်းထုတ်တဲ့အဆင်ပဲတော့တာကျွန်တော်ဆိုင်မှာ၃ရောင်းတစ်ထောင်ကနေပြီးတော့ပေါင်ရင်ပုံ၄ထောင်ရှိတယ်အသေးလေးတွေအရေကုန်ဦးအသေးမြေ6လောက်ကောင်းလည်ပင်ယူအဲ့ဒါလေးတွေက3ယောက်တစ်ထောင်ပေါင်ရင်မောက1ချောင်း4ထောင်အဲကျန်တဲ့စိတ်သားတို့အမဲသားတို့က1ချောင်း1ထောင်2ထောင်အတောင်ပံတို့က3ယောက်2ထောင်အစားသားပေါ့

သတ်မှတ်ထားလို့လည်းသိရပါတယ်။နောက်တစ်ခုကတော့ဒီဆိုင်မာလေးဒါစိတ်စာတီးနဲ့အမဲစာတီးလို့လည်းရရလို့သိရပါပဲ။နောက်ပိုင်းမှာတော့ကစက်စာတီးဖြစ်ဖို့နော်။တို့ကဒါရောက်မယ်လို့လည်းသိရပါပဲ။အဲ့တော့အဲ့ကင်ဆိုင်ကြီးနဲ့မိတ်ဆက်ပြူရမယ်။အဲ့တော့စားသုံးမှုအနေနဲ့ပေါ့နော်ဒီဆိုင်လေးကိုလာရောက်စားသုံးကြဖိတ်ခေါ်ကြပါရှင်။ကျွန်တော်လာမယ့်ကွန်မြူဖြစ်ပါတယ်။စိုင်နာမယ်ကတော့ရွှေလက်ရဖြစ်ပါတယ်။စိုင်ဖွင့်လာတော့9နှစ်လောက်ပဲရှိသေးတယ်။ဒါပေမဲ့ကျွန်တော်တို့အဖေတွေကတော့ဒါဟိုးရင်တွေကလုတ်တဲ့အလုတ်ဖြစ်တယ်။ ါပေမဲ့ကျွန်တော်လှုပ်ရှားလာတော့ကျွန်တော်9နှစ်လောက်ပဲရှိသေးတယ်ရှိတယ်အခုလက်ရှိကတော့ဦးလေးတွေအတော်တွေအဲ့လိုရောင်းနေတာတွေရှိတယ်အဲအရင်တော့ကျွန်တော်ရေပိုက်လှုပ်တာရေပိုက်လှုပ်နေနေမှာအဲ့မှာအဆင်မပြေလို့ဆိုပြီးတော့ကိုယ့်ဘက်မှာအလုပ်တွေပါလို့ဆိုပြီးတော့အဲ့ဒါအဖေကညလေးရောင်းဆိုပြီးတော့ပြောတော့အဲ့မှာရောင်းရင်ရောင်းရောင်းနေနောက်ပိုင်းကျတော့အဆင်ပြေလာတော့ဒါမှဒီမှာကျွန်တော်အထိုင်ချပလိုက်အဲ့လိုပေါ့အဲ့မှာရောင်းဖြစ်သွားတယ်ဒီရောက်ဟုတ်မပြေသားကြတော့ဘလို့မပြေလဲဆိုတော့ကျွန်တော်အရင်တော့အဲ့လိုပေါ့ကျွန်တော်နဲ့အလုတ်တွဲလုတ်တယ်ကျွန်တော်ဆရာတယောက်ရှိတယ်သူဆုံးသွားတာကျွန်တော်အလုတ်တောက်လျှောက်ပေးတာ အဲသူဆုံးသွားတဲ့ပုံမှာကျွန်တော်ကအဲ့ဒါကြီးရက်ပလိုက်သူ့လှုပ်တွေအလုံးရောက်သွားတော့အလုပ်တွေကလုံးဝပြတ်သွားတော့အဲပြတ်သွားတော့အဲ့မှာဟိုအလုပ်မရှိဘူးပေါ့အဲ့အချိန်မှာကျွန်တော်ဒီဒီဘက်ကိုပြန်လှည့်လာအလုပ်ပြတ်သွားလို့အဲအဲ့မှာရက်လိုက်ရတယ်ဟုတ်ပြင်ဆင်လာတော့ဘယ်ဒီကင်းလိုင်းဖွင့်ဖို့တော့ကျွန်တော်တို့ကမနက်9နာရီလောက်ဆိုစပြီဒီလောက်က9နာရီလောက်ထရေအိမ်မှာပြင်ဆင်ခုတ်ထည့်ဆေးကြောပြီးတော့ဒီရတွေကိုဈေးဝယ်တဲ့လူကဝယ်ခုတ်တဲ့လူကခုတ်ဆေးတဲ့လူကဆေးအဲ့လိုပေါ့သူကလည်းသူအစင်းစင်းပေါ့ လှုပ်ပြီးတော့မှအသားတုံးတဲ့လူကတုံးအဲ့လိုလှုပ်ပြီးတော့မှကျွန်တော်မနက်9နာရီလောက်ထေရပြင်ဆင်ရတာအဲအဲ့ဒါအဲ့လောက်ပြင်ဆင်မှကျွန်တော်တို့2နာရီအဲတနာရီခွဲ2နာရီလောက်မှပြီးတာအဲအချိန်ကြာတခေါက်နာခဏနာနာပြီးတော့3နာရီခွဲလောက်ဆိုစိုင်းပြန်ထွက်4နာရီရောက်အဲ့လိုအဲ့လိုလေးလာတာတော့အများကြီးတော့အဲ့လိုလေးလာတာတော့မရှိဘူးဒါပေမဲ့ဘယ်လိုလဲဆိုတော့ဒါကိုဟိုးငယ်ငယ်လေးတွေကမိဘတွေလုံနေအောင်ဆိုတော့တွေ့ဘူးနေကြမြင်ဘူးနေကြဆိုတော့တိတ်တော့ခက်ခက်ကြဲကြဲတော့မရှိဘူးဒါပေမဲ့တစ်ခုပဲဒီအရသာတွေပါလေကြာတော့ကျွန်တော် ကျွန်တော်တို့အတော်ရဲ့အရသာကိုကြိုက်လို့သူရှိရနေအရသာပညာကိုလှန်တောင်းတာအဲအဲ့လိုပေါ့နာမည်ကတော့ဦးလေးရဲ့နာမည်ဦးလေးနဲ့ကျွန်တော်နဲ့အတူတူပေါ့နာမည်ကတော့တခုပဲတွေ့လိုက်ရဒါပေမဲ့အရသာကတော့အတော်ရဲ့အရသာအတော်ကဘိုးမှာဆိုင်ဖွင့်တာအဲအဲ့အတော်ရှိရပညာသင်တာလားပေါ့အရသာကိုကျွန်တော်တို့ကအကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့ကလုပ်ပေးတယ်ဒါပေမဲ့ထိမ့်သိမ့်တာတော့တော်တော်လေးကိုထိမ့်သိမ့်ခဲ့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အရသာရောင်ပစ္စည်းကူတခုကုံသေးနှုံတက်လာတဲ့ပုံမှာအစာထားပလာထည့်ရတာများတယ်များတဲ့ပုံမှာကျွန်တော်တို့ကအရသာကိုနည်းနည်းလေးခိုလိုက်ပြီဆိုတော့ ਨੇ စားတဲ့လူကသိတယ် အာဒီနေ့အရသာရော့ဝိုက်ဆိုနောက်နေ့ကျွန်တော်ဆိုင်ရလာမှာမို့အဲ့အတွက်ကျွန်တော်ဘလို့အခြေအနေမျိုးပဲရောက်ရောက်ကျွန်တော်ကျွန်တော်အရသာကျွန်တော်လုံးဝအပြတ်မခံအရော့မခံပဲကျွန်တော်ထိန်းတယ်ရသလောက်အဲ့လိုထိန်းပြီးတော့ကျွန်တော်ဒီရသာကိုမပြတ်အောင်နောက်ဆုံးမရောင်းအောင်ဆိုရင်တော့ကျွန်တော်ဈေးကိုတင်ပလိုက်တယ်ကိုမနိုင်တော့ဆိုဈေးတင်ရောင်းလိုက်တယ်အရသာတော့လုံးဝကျွန်တော်အရော့မခံဘူးကျွန်တော်ဆိုင်မှာစားတဲ့နှစ်ရှိ customer တွေရှိတယ်သူတို့တွေဆိုပိုတောင်သိသေးတယ်ကျွန်တော်ရသာဖိုးရင်เนี่ยဒီရသာကျွန်တော်ကျွန်တော်ပိုကောင်းဖို့ပဲစူးစမ်းတယ်အရသာတော့ရော့ဖို့မရှိဘူးဒီတော့ပို့ပြီးကောင်းအောင်လေးလာ အဲ့လိုစရောင်းတော့အဲ့လိုနည်းနည်းလဲပြီးရောင်းရတာပေါ့ဟိုနားလေးရောင်းလိုက်အဆင်မပြေဘူးဒီနားလေးရောင်းလိုက်အဆင်မပြေဘူးအဲ့လိုရောင်းရင်ရောင်းရင်လည်းမအခုဒီမှာကြတော့ကျွန်တော်ကနည်းနည်းလေးအထိုင်ကျသွားတယ်ပုံပုံစံနဲ့နောက်တစ်ခုကလှဲတွေပါကြီးလဲလှုပ်ပြီးတော့ကျွန်တော်ကြောင်းတော့တဖြည်းဖြည်းနဲ့မိကများလာတော့ဒီမှာအယောင်းဝင်နည်းနည်းလိုက်လာအဲ့တော့ဒီမှာကျွန်တော်အထိုင်ကျသွားတယ်ပုံစံဖြစ်သွားအဲဆက်စရောင်းတော့အခက်အခဲတွေကတော့ရှိတာပေါ့အများကြီးပဲဘလို့အများကြီးပဲလဲဆိုတော့ဟိုစရောင်းတဲ့အချိန်မှာဒီပစ္စည်းတွေပိုလာလို့ပြူလာလို့ဆိုတော့နောက်ရောင်းလို့မရတော့ဘူးဆိုလို့ရှိရင်အများကြီးပဲအရှုံးနေရတော့အဲ့မှာ ိုကစားလို့တဲ့ပုံမှာနားမလဲဘူးဘယ်လောက်လောက်ရမလဲဘယ်လောက်တုံးရမလဲဘယ်လောက်ဝယ်ရမလဲမသိတဲ့ပုံမှာအဲ့မှာပိုဝယ်မိတာတွေရှိတယ်အဲ့လိုအခက်ခဲတွေကတော့အများကြီးပဲအဲ့ဒီအချိန်မှာဟိုပေါ့စပြီးတော့လောက်တဲ့ပုံမှာဒီပစ္စည်းမကုန်လို့ရှိရင်ကိုကဘယ်လိုပြန်ပြီးလောက်ရမလဲအဲဗမာပြန်ရောင်းရမလဲရောင်းတဲ့ပုံစံမသိဘူးပစ္စည်းကိုတရက်စာကိုဘယ်လောက်လောက်ရမလဲဆိုတော့မသိတဲ့ပုံမှာအခက်ခဲတွေကတော့အများကြီးပဲအရှုံးကတော့များတာပေါ့စတော့ ိတ်တကြခဲ့တာရှိလားတော့ဘယ်လောက်ပဲလောက်လို့အစမှာတော့ဒုက္ခတော့ရောက်မှာပဲဒါပေမဲ့အဲ့ဒုက္ခရောက်တဲ့ဟာကိုကျွန်တော်တို့မခံနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့လူကျင်တဲ့ပန်းတိုင်တော့ရောက်ဖို့မရှိဘူးအဲ့တော့ကျွန်တော်ဟိုစိတ်တက်တော့အဲ့လိုကြလာဆိုတော့ရိုင်းတော့မကြဘူးဘာလို့လဲဆိုတော့ကျွန်တော်စိတ်ရင်းအမှန်ဟောဟိုအဲ့လိုမျိုးဘယ်လောက်ပဲလောက်လို့လွယ်လွယ်နဲ့အရှုံးပေးတတ်တဲ့လူမဟုတ်တဲ့ပုံမှာလွယ်လွယ်နဲ့တော့ဟိုအဲ့လိုတော့စိတ်တက်ကြွားလာတော့မရှိဘူးငါဒီနေ့မရောက်ရင်နောက်နေ့ကျတိုးရောက်ရမှဆိုတဲ့စိတ်နဲ့တောက်လျှောက်အဲ့လိုရောက်လာအဲအဲ့ဒီပုံမှာနောက်ပိုင်းသူ့အနေနဲ့သူအယောင်းဝယ်လိုက် ကျွန်တော်ရှိမှာပစ္စည်းအဆင်မပြေဘူးဆိုကျွန်တော်ဖေကကျွန်တော်ရောင်းပေးအဲအဲ့ဒီပုံမှာကျွန်တော်တိတ်တော့ခက်ခက်ခဲခဲတော့မရှိဘူးအဲကွာဟာကြတာဘယ်လိုရှိလဲဆိုတော့ဟိုအလောက်ကကြတော့ကျွန်တော်ကဟိုအရင်တော့ပေါ့နော်ဒါပို့ပြီးအဆင်ပြေတယ်လို့ကိုကခံယူထားလားဒါပေမဲ့ဒီလောက်လောက်ပြီးသွားတဲ့နောက်ပိုင်းမှာကျတော့အသိတာလားဒီလောက်ကကြတော့ပုံမှန်ဝင်ငွေရတယ်ပုံမှန်ပက်ကက်တစ်ခုရှိတာပေါ့ကိုတို့ကဝင်ငွေတစ်ခုရသွားတယ်အဲ့အတွက်ဒီလောက်ကိုတော့ပို့ပြီးအဆင်ပြေတယ်လို့ခံယူတာအချင်းကတော့ကျွန်တော်တို့ဒီငရုတ်စီတို့မကြီးချင်တို့နဲ့တခါလဲဆက်ပြီးတော့ ဟိုကိုကကိုအိမ်မှာကြိုပြီးတော့ကိုကိုတိုင်းထုတ်တဲ့အချင်းကိုပဲသုံးတာငရုစီနဲ့ကြိုပြီးတော့တခါလဲကိုကကိုငရုသီးသိမ်းနဲ့ပါနဲ့အဲ့လိုကြိုပြီးတော့အိမ်မှာကိုတိုင်းလောက်တာကြိုပြီးတော့လောက်တယ်အဲ့ဒီအချင်းကိုပဲသုံးတယ်ဟို ready made တွေတော့ကျွန်တော်တို့ကမသုံး ready made အဲ့လို sock ဘူးတွေပါမသုံးကိုတိုင်းကြိုလဲပြီးတော့ကျွန်တော်တို့ဆိုင်မှာတံမြာသီးရတယ်တံမြာသီးကိုအဓိကထားပြီးပေးတယ်ကျွန်တော်တို့ကအချင်းအကင်နဲ့လိုက်တာတော့တံမြာသီးဖြစ်တဲ့ပုံမှာတံမြာသီးကိုအဓိကဦးစားပေးပြီးတော့ကျွန်တော်တို့ကပေးတယ်အချင်းမှာတော့ အမဲသားတို့စိတ်သားတို့ဆိုတံမြာသီးနဲ့ပူလိုက်ဒီလိုမိုးတွင်းကာလမှာတော့အဲ့လိုရင်ကောင်းနေပါလေလာတဲ့ပုံမှာကျွန်တော်တို့ပန်ခါထားပေးထားတယ်ဟိုဝယ်တဲ့လူတွေအစင်ပြောင်းဆိုပြီးတော့ပန်ခါထားပေးထားတယ်ပန်ခါလေးနဲ့ရင်မောင်းပေးတယ်အဲ့လိုပေါ့တန်ရှင်းမှုပိုင်းတော့တက်နိုင်သလောက်တော့အကောင်းဆုံးစူးစမ်းပြီးတော့လုပ်တယ်ဘာလို့လဲဆိုတော့လမ်းပေးဆန်ဖြစ်တဲ့ပုံမှာတော့ဟိုတက်နိုင်သလောက်တော့စူးစမ်းတာပေါ့ဒါပေမဲ့ဟိုဝယ်ဝယ်သူတွေဘယ်လောက်တန်ရှင်းအောင်လုပ်ပေးနိုင်မလဲအဲ့လောက်တော့ကျွန်တော်စူးစမ်းပြီးလုပ်ပေးတယ်ကျွန်တော်လှဲမှလည်းတန်ရှင်းမှုပိုင်းရောက်အောင်တန်ရှင်းအောင်လုပ်တယ်စေးစရာရှိတာစေးတယ်ဆိုင်ဖွင့်ရင်စေးမယ်ဆိုင်သိမ်းရင်စေးမယ်အဲ့လိုပေါ့ ပုံမှန်ဆေးပေးနေတဲ့ပုံမှန်ဒီတန်ရှင်းမှုကတော့လဲတွေတန်ရှင်းမယ်ဒီအိမ်မှာလုတ်တဲ့အချိန်မှာလဲတန်းတန်ရှင်းရှင်းနဲ့ဖြစ်အောင်လုတ်ပြီဒါဆိုကျွန်တော်တို့ကိုယ်တိုင်လဲဒါကိုစားသုံးတဲ့ပုံမှန်ကျွန်တော်တို့ကတန်ရှင်းအောင်လုတ်တယ်အကင်ရဲ့အရသာလေးကျွန်တော်ဆိုင်မှာ၃ယောက်တစ်ထောင်ကနေပြီးတော့ပေါင်ရင်ပုံ၄ထောင်ပြီးပြီအသေးလေးတွေအရေကွန်ဦးအသေးမြေ၆ထောက်ခေါင်းလဲပင်ယူအဲ့ဒါလေးတွေက၃ယောက်တစ်ထောင်ပေါင်ရင်ပုံကတစ်ချောင်း၄ထောင်အဲကျန်တဲ့စိတ်သားတို့အမဲသားတို့ကတစ်ချောင်း၁ထောင်၂ထောင်အတောင်မှန်တို့က၃ယောက်၂ထောင်အစားစားပေါ့အနည်းဆုံးကတော့၃ယောက်တစ်ထောင်အများဆုံးကတော့၄ထောင် ကျက်စာတေးကတော့အခုမလုပ်ရသေးဘူးနောက်ပိုင်းကျရင်တော့ကျက်စာတေးလုပ်ဖို့တော့ရှိတယ်အခုလောလောဆယ်တော့စိတ်စာတေးနဲ့အမဲစာတေးပဲရှိသေးတယ်စာတေးကတော့ကျက်ကတော့ပောင်ရင်မုံကျွန်တော်တို့အချမ်းလိုက်တွေပဲရောင်းသေးတယ် ready made ကရတယ် order မှာလို့ရှိရင်ကျွန်တော်တို့ပောင်ရင်မုံတွေကို ready made ထုတ်ပေးတယ်စိတ်သားအမဲသားကို ready made ထုတ်ပေးတယ်အဲ့ဒါတော့ဖုန်းဆက်ပါမှရတယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်ဆိုင်မှာထုတ်ထားတာတွေရောကျွန်တော်ဘီယာဆိုင်တွေပေးရမယ်အထုတ်တွေပေါ့အဲအဲ့လိုထုတ်ထားတယ်ဘီယာဆိုင်တွေကတော့နှိမ့်တိုင်းပေးရတယ်အဲ့တော့ဒါတွေကတော့နှိမ့်တိုင်းတော့ထုတ်ရတယ် ready made တွေက ဒါပေမဲ့ సై မာဝယ်တဲ့လူတွေမှိုင်တော့အဲ့လိုဖုံးဆက်ပြီးမှာမှာကျွန်တော်ထုတ်ပေးလို့အဆင်ပြေတယ်။သူကအာမခံကျွန်တော်တို့က10ရက်ပေးထားတယ် ready made ဝယ်ပေါင်ရင်ပုံနေဆို10ရက်လောက်အာမခံပေးထားတယ်။အခဲကန်နဲ့ထည့်ထားမယ်ဆိုရင်10ရက်လောက်တော့အထားခံ။ဖွင့်လာတော့၄နိုင်လောက်ဆိုစဖွင့်ပြီးဆိုင်ရ။ဆိုင်သိင်းကျင်ကတော့၈နိုင်၈နိုင်ကျွဲပေါ့နောက်ဆုံးပေါ့။ဖွင့်ကျင်ကတော့၄နိုင်ရတော့ပုံမှန်ပဲ။ဟုတ်။အဲ့ဒီ၄နိုင်ရမှာလို့။၈ခွဲထိပေါ့။ ဟုတ်ကျွန်တော်တို့စိုင်တီနေရာတော့မြောက်တကုံ42ရွက်ကဘုံမရောင်လမ်းနဲ့မင်းကျော်သွားလမ်းတောက်မှာတည်ရှိတာလည်းဖြစ်တယ်ကျွန်တော်တို့စိုင်မှာ မှာယူခြင်းလဲဆိုရင်တော့39428 9883ရောက်ဖုန်းဆက်ပြီးလဲမှာယူလို့ရတယ်ကျွန်တော်စိုင်မှာဒလီနဲ့လဲမှာလို့ရတယ်လို့ KB နဲ့လဲရှင်းလို့ရတယ်ငွေသားမရှင်းနေဘူး KB နဲ့ရှင်းနေလဲရှင်းလို့ရတယ်ဒလီနဲ့လဲပို့ပေးတယ်မြောက်တကုံတွင်းဆိုပို့က1000ထောက်ငါးပို့ပေးတယ်